ုံးမွေးမရှိတဲ့စံချိန်ကိုဘယ်သင့်ဆက်ထိန်နိုင်မလဲ ။ဒီရသည် Premier League မှာရှုံးမွေးမရှိတဲ့အသင်းကနှစ်သင်းပဲရှိတော့တာပါ။အဲ့ဒီနှစ်သင်းကတော့ရှာခိုင်နှုံးပြေနိုင်မွေးရရှိထားခဲ့တဲ့ Liverpool နဲ့ Crystal Palace အသင်းတို့ပဲဖြစ်ပါတယ်။အခုတော့ Premier League ပွဲစဉ်6မှာတော့ဒီနှစ်သင်းကထိတ်တိုက်တွေ့ဆုံသွားဖို့ရှိနေခဲ့ပြီးတော့ Crystal Palace အသင်းရဲ့အိမ်ဝင် Sahel Park ကွယ်မှာကစားကြမှာပဲဖြစ်ပါတယ်။ Premier League ပွဲစဉ်5ပြီးမှာတော့ဖြတ်သန်းမှုကိုကြည့်မယ်ဆိုလို့ရှိရင် Liverpool က5ပွဲကစား5ပွဲနိုင်ပြီးတော့ရှာခိုင်နှုံးပြေနိုင်မွေးဆက်ဆံချိန်နဲ့အမှတ်ပေးစရာကိုဦးဆောင်နေခဲ့တာပါ။ Crystal Palace ကလည်း Premier League ပွဲစဉ်5အပြီးမှာတော့ရှုံးမွေးမရှိသေးပဲနဲ့ ဲ့နှစ်ပွဲနိုင်သုံးပွဲသရင်နဲ့အဆင့်၅မှာရပ်တည်နေတာပါကြေးရတွေ့မယ်ဆိုလို့ရှိရင်တော့လီဗာပူးအသင်းကဒီယာဒီပရီးမီးယားလိမှာနှစ်ပွဲလောက်ပဲကြေးအောင်ထားပြီးတော့ခရစ်စတယ်ပဲလီကတော့၄ပွဲအထိကိုကြေးအောင်ထားခဲ့တာပါလီဗာပူးအသင်းကကစားမှုစုပွဲပုံပိုင်းမှာခရစ်စတယ်ပဲလီထက်တာတယ်လို့လက်ရှိခြေစွမ်းနဲ့ယုံကြည်မှုပိုင်းမှာလည်းခရစ်စတယ်ပဲလီထက်တော့တာပါတယ်ဒါပေမဲ့ပြိုင်ပွဲဆိုနောက်ဆုံး9ကြိမ်တွဲဆုံမှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့လီဗာပူးအသင်းကခရစ်စတယ်ပဲလီအသင်းကိုနှစ်ပွဲပဲနိုင်ထားပြီးတော့တပွဲရှုံးထားတာပါကြေးရကြည့်မယ်ဆိုလို့ရှိရင်လီဗာပူးအသင်းကအဲ့ဒီနောက်ဆုံး9ပွဲမှာပေါ့နော်တပွဲပဲကြေးအောင် ဲပြီးတော့ Crystal Palace အသင်းကတော့ငါးပွဲအထိကိုကြည့်အောင်ထားခဲ့တာပဲဖြစ်ပါတယ်။အာရှရဲ့အစောပိုင်းဈေးကွက်ဖွင့်လှစ်မှုရ Liverpool က level 50ကျေးပွင့်ထားတယ်။လက်ရှိခြေစွမ်းရကြည့်မယ်ဆိုလို့ရှိရင်တော့ DJ ပေါက်တာက Liverpool အတွက်ကတော့တော်တော်လေးတန်တယ်လို့ဆိုနိုင်ပါတယ်။ဒါပေမဲ့ကစားရမယ့် Queen က Crystal Palace ရဲ့အိမ်ဝင် Sir Halper ဖြစ်နေတာရဲ့ Liverpool အနေနဲ့ Crystal Palace နဲ့တွေ့လို့ရှိရင်ကြေးအောင်မှုရုံးကန်ရတဲ့ကြောင်းအခုလိုကြေးပေါက်နေရလဲဖြစ်နိုင်တယ်။ဂိုးပေါင်းကတော့၃လုံး50ဆိုတဲ့ကြေးကတော့တော်တော်လေးကိုတန်တယ်။ဒါပေမဲ့ Crystal Palace နဲ့ Liverpool နောက်ဆုံးတွေ့ဆုံမှု၁၀ချိန်မှာတော့ ော့နှစ်ပွဲပဲဂိုးပေါ်တယ်ပြီးတော့ရှစ်ပွဲထိကိုဂိုးအပ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့တော့ Crystal Palace နဲ့ပေါ့နော် Liverpool ပွဲကိုစော်ကစားမယ်ဆိုရင်တော့အကိုရောအနေနဲ့အရင်ကရလက်တွေအခြေအနေတွေကိုပြန်ပြီးတော့စဉ်းစားချင်းချိန်လို့ရအောင်လို့ညီမတင်ဆက်ပေးလိုက်ရတာပဲဖြစ်ပါတယ်။